埃布雷东面，东山庙马苏米革命军的部队，占领了马钱林 council terrace，国王的贵族梯队逮捕了加卢德苏穆西。<noise> <noise> ဇဂမ်တွန်းဆန်မြို့ပေါ်ဝင်းကျင်မှာဧပြီလ3ရက်နေ့နေ့လယ်10နှစ်ခန့်ကစပြီးဇိုမီ Revolutionary Army နဲ့ CDF တန်ဆန်ပါဝင်တဲ့ Chinlan Council Terrorist ပူးပေါင်းတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကာအကြမ်းဖက်သမား Chinlan Council Terrorist ဖွဲ့ဘက်ကဧပြီလ3ရက်မှာ30ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဇိုမီ Revolutionary Army တပ်ဖွဲ့တွေက တွန်းဆန်မြို့နယ်မော်ခဝေရွာမှာ အကြမ်းဖက်သမားချင်းလင်ကောင်ဆယ်တရစ်တက်တွေနဲ့ဧပြီလ3ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်တဲ့အကြမ်းဖက်ချင်းလင်ကောင်ဆယ်တရစ်တွေနောက်ဆုံးတော့နတ်စင်းရွာကနေမနီပူရာမြစ်ကိုဖြတ်ပြီးတွန်းဆန်မြို့ကိုဝင်လာတာပါလက်ရှိမှာတွန်းဆန်မြို့မှာအပြန်အလှန်အပြင်းထန်ပစ်ခတ်နေပါတယ်လို့ဒေသခံတအူးကပြောပါတယ် တွန်းဆန်မြို့နာကမောကောက်ရဲ့ရွာတိုက်ပွဲမှာချင်းလင်းချောင်းဆုံ terrorist ဘက်ကလူတန်ရာရတဲ့လူ၄၀နေပါရှိတယ်လို့သိရပါဗျ။ 2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာ PGE 7မိနစ် CDF တန်ဇန်ရူပါဝင်တဲ့အကြမ်းဖက်သမားချင်းလန် Council Terrorist များနှင့် Zombie Revolutionary Army အကြတီးတိမ်မျိုးနဲ့တုံးစံရွာအနီးမှာထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းလက်ရှိအချိန်ထိတီးတိမ်မျိုးနဲ့နှင့်တုံးစံမျိုးနဲ့အနောက်ဘက်ဒေသမှာ Zombie Revolutionary Army နဲ့ အကြမ်းဖက်သမားချင်းလန် Council Terrorist ကူပေါင်းတပ်ဖွဲ့အကြအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများဇက်တိုက်နှီးပါဖြစ်ပွားလာပါတယ်။ဧပြီလ4ရက်2025ချင်းစစ်ခွေးသားအကြမ်းဖက်ချင်းလန် Council အမှတ်၄က Zoomi Revolutionary Army ကိုချေမုန်းသွားပြီလို့ချင်းခွေးစစ်သားတွေကပြောကြပါဗျာ။ ဇိုကီယန်တွန်းဆန်မျိုးကိုကျူးကျော်တိုက်ခိုက်လာသည့်အကြမ်းဖက် terrorist chinlan council ကို zomi revolutionary army ကတိုက်ခိုက်ခြေမုံသွားမည်ဖြစ်ကြောင်းဧပြီလ3ရက်နေ့တွင်ထုတ်ပြန်ထားသည်ကိုသိရသည်စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့်အကြမ်းဖက်သမား terrorist chinlan council သည်ဇိုကီယန်တွန်းဆန်မျိုးကိုဧပြီလ3ရက်နနက်6နာရီမှစတင်၍ကျူးကျော်တိုက်ခိုက်လာခြင်းဖြစ်ပြီး က်ရှိတွင်အင်အားပြင်းငလင်တန်ကြောင့်မြန်မာနိုင်ငံတွင်ဒုက္ခရောက်နေကြသည့်ပြည်သူများကိုကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးအတွက်ယာယီပြစ်ခတ်ရစဲပြီးဝိုင်းဝန်းဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးလှုပ်ရှားမှုများကန့်တတ်ထားခြင်းကိုအခွင့်အရေးယူပြီးအကြမ်းဖက်သမား Terrorist Challenge Council သည်ဇိုမီဒေတာဆိုကန်ကိုကျူးကျပေါ်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်ကိုသိရသည် အကြမ်းဖက်သမား Challenge Council က သူတို့နယ်မြေမသိမ်းနိုင်ဘဲနဲ့ဇိုမီဒေတာမှလာပြီးဇိုမီပြည်သူတွေအပေါ်မှာလူသက်ဖြတ်မှုနဲ့မတိမ်းကျင်းမှုများစွာရရက်သက်ဆက်လုတာခဲ့တာအကြောင်းဆိုမီ Revolutionary Army ကအကြမ်းဖက်သမားတွေကိုကို မောင်းထုတ်ဖို့နဲ့ပြည်သူတွေကို ကာကွယ်ဖို့သူတို့ဒါသူညံ့ရန်ကို လုတာပါလို့ပြည်သူတို့ကြီးကပြောပါသည်โซมี revolution army အနေဖြင့်မိမိကိုယ်ကိုခုခံကာကွယ်ရန်လိုအပ်လာသောကြောင့်စစ်ကောင်စီနှင့် သူ၏လက်အောက်ခံအကြမ်းဖက်သမား Terrorist Chinland Council တပ်ဖွဲ့များကိုတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်ဟုသိရသည်။စကားဆနှင့် Zoomi Revolutionary Army ကိုပူးပေါင်းနေဆိုတဲ့အချက်လက်မရှိဘဲနဲ့အကြမ်းဖက်သမား Chinland Council Terrorist နဲ့စကားဆပူးပေါင်းဆက်သွယ်မှုအချက်လက်မတူပြီးတိုက်ပွဲမှာတက်တည်ရရှိပါတယ်။နောက်ဖလန်းတိုက်ပွဲတွေဖမ်းမိတဲ့အရာရှိတွေရဲ့ဖုံးမှာရရှိထားတဲ့ ချက်အလက်တွေရှိတယ်လို့ Chin Brothers ဟိုဘက်ကပြောကြပါတယ်။မြို့သေးသေးလေးထန်တလန်မြို့ငယ်လေးတောင်မသိမ်းနိုင်ပဲချင်းပြည်နယ်မှာလူလဲကြကျင်တာကတိတ်ရှုပ်တယ်လို့ပြည်သူဘက်ကပြောကြပါတယ်။